ငါပြောတဲ့စကားငါပြောမဲ့စကားငါပြောနေတဲ့စကားငါပြောပြီးတဲ့စကားဟာငါ့ကိုထိခိုက်သလားသူများကိုထိခိုက်သလားစိတ်ညစ်သုံးသပ်မှုလုပ်ရမယ်အလုံးလုံးပြီးဆိုလို့ရှိရင်လည်းမလုတ်ခင်ကလုတ်နေတုံလုတ်ပြီးအချိန်သုံးပိုင်းထားပြီးတော့မလုတ်ခင်ကစိတ်ညစ်သုံးသပ်တယ်လုတ်နေတုံလည်းစိတ်ညစ်သုံးသပ်တယ်လုတ်ပြီးတော့လည်းစိတ်ညစ်သုံးသပ်တယ်လို့ ရှင်ရဟုလားခုနှစ်နှစ်အရွယ်လေးကိုမြတ်စွာဘုရားအဲ့တိုင်ဟောတယ်။ရဟုလားမင်းမတွေးခင်ကစဉ်းစားတွေးနေတုန်းနဲ့စဉ်းစားတွေးပြီးတဲ့နဲ့လဲစဉ်းစားဘယ်တော့မှမမှားဘူးတဲ့မပြောခင်ကစဉ်းစားပြောနေတုန်းနဲ့စဉ်းစားပြောပြီးတဲ့နောက်လဲစဉ်းစားဘယ်တော့မှမမှားဘူးစဉ်းဉဏ်သုံးသပ်မှုအသိဉာဏ်နဲ့လို့မလုံခင်ကစဉ်းစား လုံနေတော့နဲ့စဉ်းစားလုတ်ပြီးတဲ့နောက်မှလည်းစဉ်းစားဘယ်တော့မှမယွင်းပါဘူးကိုလုတ်တဲ့အလုတ်ကိုအသိဉာဏ်နဲ့လုတ်ပြီးသားဖြစ်အောင်အဲ့ဒီစနစ်ကိုလိုက်နာကျင့်သုံးဖို့မြတ်စွာဘုရားဆုံးပါတယ်